လောက်မဲ့လောကရဲ့အမြင့်ဆုံးတရဖို့တစ်ခုစောင်းထားပေမဲ့ကိုကျင့်တရားမကောင်းတဲ့လောက်ရတစ်ခုကြောင့် crown ပြန်အသိမ်းခံရနိုင်တဲ့မျက်ရတနာဆုံးပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေချစ်ဆိုလိုက်ပါတယ် Miss Universe အလောက်မဲ့ပွဲတွေဆိုတော့အလောက်မဲ့လောကမှာတော့ ranking အမြင့်ဆုံးအလောက်မဲ့ပွဲတစ်ခုဖြစ်ပြီးတော်ရုံအဆင့်သမတ်ချက်တွေနဲ့ဝင်ရောက်လို့မရနိုင်တဲ့အလောက်မဲ့ပြိုင်ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူးနော် Miss Universe လို့ပွဲမျိုးမှာဝင်ရောက်ရှင်ပြိုင်အနိုင်ရဖို့ဆိုရင် Miss တယောက်ကအခြေခံလိုအပ်ချက်အလောက်ပါရီနဲ့ပြည့်စုံရမှာဖြစ်တယ်လို့စိတ်အလှလေးရှိရမှာပါတကယ်တော့ Miss Universe မှာ หกเพย์นั่งกงสรอนล่าเมตังา์สิทธาลาบุลัวจับเชื้อไป ဒါမှသာနိုင်ငံကုံဆောင်အလှမယ်ပိသမာရှိန်ဒါပေမဲ့ ranking အမြင့်ဆုံး crown ကိုစောင်းထားတဲ့နိုင်ငံကုံဆောင်အလှမယ်မြက်ရတနာဆိုကတော့ပိုချင်းတရားမကောင်းတဲ့လောက်ရတစ်ခုကိုကျွလွန်လိုက်တာကြောင့် crown ပြန်သိမ်းဖို့ပြည်သက်တွေကတောင်းဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ်အလှမယ်မြက်ရတနာဆိုကရီစသက်တန်း73နှစ်ကျော်ကြာရှိခဲ့တဲ့ချစ်သူဆုံးတွဲတတွဲကိုစနိုက်ကျော်သွားတာကြောင့်လက်ရှိ online ပေါ်မှာပွဲဆိုနေခဲ့တာပေါ့မြက်ရတနာဆိုစနိုက်တဲ့အတွဲကနမယ်ကြီးဓာတ်ပုံစတူဒီယိုတစ်ခုကပိုင်ရှင်ဆုံးတွဲပဲဖြစ်ပါတယ် အဲဒီစတူဒီယိုကတီထောင်ထားတာနဲ့အနေငယ်ကြပြီဖြစ်ကအနည်းပညာလောကမှာအတော်ကိုအောင်မြင်နေတဲ့စတူဒီယိုတစ်ခုဖြစ်တဲ့လို့မင်းသားမင်းသမီးတွေရဲ့ pre-wedding တွေမှာတောင်ရိုက်ကူးနေတဲ့စတူဒီယိုလည်းဖြစ်ပါတယ်ဒီလိုအောင်မြင်လာဖို့စတူဒီယိုပိုင်ရှင်ဓာတ်ပုံကိုလင်းဆိုသူကိုသူ့ရဲ့ချစ်သူကမလေးက supporting ပေးခဲ့ပြီးဘာမှမရှိတဲ့ဘဝကနေတူတူစူးစမ်းခဲ့ကြတာပါဒါပေမဲ့ဖောက်ပြန်တဲ့ဗီဇရှိသူတွေရဲ့ထုံးစံတိုင်းအောင်မြင်လာတဲ့အချိန်မှာတော့အမျိုးသားဖြစ်သူကအတူတူပံ့ပိုးပေးခဲ့တဲ့ချစ်သူကိုပြစ်ကခဏခဏဖောက်ပြန်လာတာပါ ချစ်သူတက်တန်း73နှစ်လုံးလုံးကိုဖောက်ပြန်တာတွေခဏခဏရှိလာခဲ့တဲ့အပြင် ကောင်မလေးတယောက်နဲ့ဆိုရင်လွန်လွန်ကျူးကျူးတွေပါဖြစ်ကောက်ကိုဝင်ပါရလာခဲ့တယ်လို့သိရပါတယ်။အနုပညာလောကတွေကမော်ဒယ်မင်းသမီးတချို့နဲ့ရော DJ တွေနဲ့ပါဖောက်ပြန်ခဲ့ပို့ပြီးအခုတစ်ခါမှတော့ Miss Universe မြန်မာ2025ကဝင်နောက်ဆုရှင်မြတ်ရတနာဆိုနဲ့ဖောက်ပြန်သွားခဲ့ပြန်တာပါ။ဖောက်ပြန်သွားတဲ့အခါတိုင်းမှာတရားဝင်ချစ်သူကောင်မလေးကလိုက်ဖြေရှင်းပေးရပြီးတောင်းပန်တာတွေအကြောင်းပြန်လက်ခံခဲ့ရပါတယ်။ဒါပေမဲ့ဒီတစ်ခါမှတော့တရားဝင်မရက်ကြီးကလမ်းခွဲပေးခဲ့ပြီးနှစ်ယောက်တူတီထောင်ထားတဲ့အဲ့ဒီစတူဒီ ီယိုကိုမရက်ကြီးဘက်ကပဲလက်လွဲယူပစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာတော့အလှမဲ့မျက်ရည်ရနာစုံနဲ့ဖောက်ပြန်ခဲ့တဲ့ဓာတ်ပုံကိုလင်းဆိုသူကစတူဒီယိုလဲပြောက်ကနမယ်ပြက်ရှိသွားခဲ့တဲ့လုံမျက်ရည်ရနာစိုးကလည်း crown ပြန်အသိန်းခံရနိုင်မယ့်အခြေအနေကိုရောက်ရှိနေတာရှင်လူမှုရေးဖောက်ပြန်တဲ့ကိစ္စဆိုတော့အတော်ကိုအကြီးတန်းတဲ့ကိစ္စဖြစ်တာကြောင့်တာမန်လူပောင်ထဲမှာတော့ဖောက်ပြန်သူတွေကိုနေရာမပေးဘဲကျင်းထားတင်တာပါ။ဒါကြောင့်မျက်ရည်တနာဆိုလိုလိုနိုင်ငံကုံဆောင်အလှမဲ့တရားအနေနဲ့ဆိုရင်အလှမဲ့လောကရဲ့ဂုံတိတ်ခါရောနိုင်ငံဂုံတိတ်ခါအတွက်ပါပို့ပြီးထိရောက်တဲ့အဖြစ်ကိုပေးတင်တာ ဖြစ်ပါတယ်ဒီကိစ္စသာအမှန်တကယ်ဖြစ်ကြောင်းတသက်တည်းထွက်လာပြီးဆိုရင်တော့ MUM organization ဘက်ကနေ crown ပြန်သိမ်းပြီးနိုင်ငံတကာပွဲကိုအစားထိုးအလှမဲ့ကိုသာဆေလွတ်တင်တာလည်းဖြစ်ပါတယ်တကယ်လို့ဖောက်ပြန်တာမှန်ပြီး crown ပြန်မသိမ်းခဲ့ဘူးဆိုရင်ဖောက်ပြန်တာကို normalize လုပ်ကအားပေးသလိုဖြစ်နေမှာပါဒါကြောင့်ပြည်သက်တွေကတော့ national director ဆိုယူဝေကိုတိကျအရေးယူကင်တွယ်ပေးဖို့အကြံပေးနေကြပါတယ်လက်ရှိမှာတော့ national director ဆိုယူဝေဘက်ကရောမျက်ရည်နာဆိုဘက်ကပါဘာမှတုံ့ပြန်ဖြေရှင်းလာတာမျိုးမရှိသေးပါဘူးအခြားခင်မလဲ international ပွဲကိုရှင်ပြိုင် စရာရှိနေသေးတာကြောင့်ဒီကိစ္စကိုဘလို့ဖြေရှင်းသွားမလဲဆိုတော့ပြည်သက်တီကလည်းစိတ်ဝင်စားနေကြပါတယ်။ဖောက်ပြန်တဲ့သတင်းသာအမှန်ဖြစ်နေမယ်ဆိုရင်ဒုတိယထထထထွန်းလုံးမဖြစ်ဖို့မျှော်လင့်ရမှာလည်းဖြစ်ပါတယ်။ထထထထွန်းလုံးကလည်းဖောက်ပြန်ကအကြီးကျယ်ပွဲဖြစ်ခဲ့တာကိုတော့မှ National Director ဆိုယူဝေကတော့နိုင်ငံတကာကိုဆေလွတ်ရှင်ပြိုင်စေခဲ့တာပါ။ဒါကြောင့် National Director ဆိုယူဝေကိုစီကံမတင်ချက်ပဲငွေမှတ်တယ်လို့အပြောခံရတာဖြစ်ပါတယ်။ပြည်သက်တို့အနေနဲ့ရော MUM 2025အလှမ်းမြေမျက်ရတနာဆိုရဲ့စနိုက်ကျော်သတင်းနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိပါသလဲရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နေ နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။